ယူဆနာကုမ္ပဏီပိုင်ဆက်ယုံဖြစ်တဲ့ပြင်မနာမြို့အမှတ်23တကြားဆက်ယုံမှအလုတ်ထုတ်ခံရတဲ့ဝန်ထမ်း9ဦးကိုပြန်ခန့်ရင်းနဲ့အခြေခံလစာတိုးမြှင့်ပေးရတဲ့ဆက်ယုံအလုတ်သမားတွေဘက်ကတောင်းဆိုနေရမှာဆက်ယုံဘက်ကလိုက်လျောပေးခြင်းမရှိသေးတဲ့အတွက်တင်းမာမှုတွေရှိနေပါတယ်ဒီကိစ္စအတွက်ဆက်ယုံအလုတ်သမားကိုယ်စားလှယ်တွေနဲ့ယူဆနာကုမ္ပဏီတာဝန်ရှိသူတွေဟာရန်ကုန်မြို့မှာရှိတဲ့ယူဆနာကုမ္ပဏီနဲ့မကြခင်ဆွေးနွေးသွားမယ်လို့လုံသမားကိုယ်စားလှယ်တွေက RFA ကိုပြောပါတယ် အဲ့ဒီမှာညီနိုင်ဆွေးနွေးတာမအောင်မြင်ရင်ပြင်မနာမျိုးတရားဆက်ရုံမှာဆက်ရုံအလို့သမားတွေကလာမဲ့ရပိုင်းအတွင်းဆန္ဒပြတောင်းဆိုမှာဖြစ်တယ်လို့ပြင်မနာမျိုးအမှတ်2 3တရားဆက်ရုံမှာအလို့သမားအစီယုံအဖွဲ့အတွင်းရင်မူဥကြော်သေးကပြောပါတယ်ယူဇနာရုံကျုပ်ကိုတင်မဲ့စာအုပ်ကျွန်တော်တို့ကသူမျိုးနယ်အုပ်ချုပ်ရေးမှုတင်မဲ့သူတို့ကတဆင့်ယူဇနာကိုလှန့်တင်ပေးမယ်အဲ့တော့မနက်ကညနေလောက်ထိတော့ကျွန်တော်တို့စောင့်ကြည့်ပြီးတော့အဖြူမဲတဲခွဲအောင်ကျွန်တော်ပထမကတော့ ကျွန်တော်15ရက်နေ့သွားမယ်16ရက်နေ့အစီဝေးမယ်ဒီကိစ္စပြရင်ပြမပြရင်16ရက်နေ့မှာတော့ကျွန်တော်တို့ရဲ့အဲအစီဝေးဆုံးဖြတ်ချက်တွေကိုစတင်အကောင့်ဖွဲ့ထည့်ဖို့မယ်ဆိုပြီးတော့ကျွန်တော်တို့ဝန်ထမ်းတွေကိုနှစ်သိမ့်ထားတာဒါတွေကကျွန်တော်တို့သဘောနဲ့ကျွန်တော်လုပ်လို့ရတဲ့ကိစ္စမဟုတ်ပြဝန်ထမ်းတွေရလုံးရတောက်ဆိုလာတော့ကျွန်တော်တို့ကလုပ်ပေးရတာပဲယူဇနာကုမ္ပဏီပိုင်းပြင်မနာမြို့အမှတ်1 3တကြားဆက်ယုံမှအလို့သမားဝန်ထမ်း9ဦးကိုကြံတောင်သူတွေစီက ကြံဘိုးငွေတွေတောင်းမပေးနိုင်လို့ဆိုပြီးအလုတ်ဖြုတ်ပစ်လိုက်တဲ့အတွက်စက်ယုံအလုသမား900ကျော်ကမကြေမနက်ဖြစ်နေကြတာပါကျွန်တော်ကတော့လုံးပြုတ်ခံထားတဲ့ဝန်ထမ်း9ဦးပေါ့ဗျာဒါကျွန်တော်ကတော့အလုတ်ပြန်ရရှိစေချင်တာပေါ့ရရှိစေချင်တယ်ဆိုတာသူတို့အလုတ်ဖြုတ်ထားတာသူတို့ကကျွန်တော်တို့အလုတ်သမားအဖွဲ့အစည်းရှိတယ်เนาะနောက်ဒီစက်ယုံမှာအုပ်ချုပ်နေတဲ့ဌာနမှုအကြီးအကဲတွေရှိတယ် အဲ့ဒီလိုရှိတဲ့ကျမ်းမှာနှစ်ဦးနှစ်ဖက်ညှိနှိုင်းခြင်းမရှိတာတော်တော်ဆိုးတယ်ဟိုတော်တော်ဆိုးတယ်ဆိုတော့သူတို့ဖြုတ်ပြတဲ့ခုနှစ်ဦးကိုသူတို့ကတော့ဒါကြံစင်တွေးပြီးတယ်မကြည်လို့ဖြုတ်ပြတယ်ပေါ့နော်ဖြုတ်ပြတယ်ဆိုတော့သူတို့ကဆက်အောင်ကျွန်တော်တို့ဆက်ယူစဉ်ခါတည်းကဟိုဝန်ထမ်းနဲ့ဒီကုမ္ပဏီကျမ်းမှာနှစ်ဦးသဘောတူစာချုပ်ပေါ့နော် EC စာချုပ်လို့ခေါ်ပေါ့အဲ EC စာချုပ်ချုပ်ဆိုထားခြင်းမရှိတာတော်တော်နဲ့နာအခုပြုတ်သွားတဲ့ဝန်ထမ်းခုနှစ်ဦးစလုံးကရိုကြီးတပြားမှမမြင်ဘူး တရားမြင်တော့ဒီ EC စာချုပ်မချုပ်ဆိုထားတဲ့အတွက်ပဲအလို့သမားတွေနဲ့ကုမ္ပဏီကြားစာချုပ်စာတမ်းနဲ့ချုပ်ဆိုပြီးလောက်ကန်ရတာရှိတာကြောင့်အလုတ်ထုတ်ခံရတဲ့အလို့သမားတွေနစ်နာရတဲ့အကြောင်းကိုလည်းဥအောင်စုံဘိုးကအခုလိုပြောပါတယ်သူတို့ဖြုတ်ပြစ်လိုက်တယ်ဆိုတော့သူတို့ကဒီလိုမျိုးကြွေးကြံလို့ရှိရင်ဟိုအရေးယူဆောင်ရွက်ပါမည်ဆိုတဲ့စာချုပ်မှပါတယ်ဒါလည်းကွန်းတောင်ကတယောက်တည်းကိုသူတိတ်တည်းအနေနဲ့ကွန်းတောင်ကထိုးရင်ကွန်းတောင်ကဖြောက်တာဒါပြင်တခြားလူတွေ ဒီအတိတ်တည်းတွေပါတယ်ဥမာကုမ္ပဏီရလူပေါ့နော်စက်ရုံမှုပေါ့ဌာနမှုပေါ့နော်နောက်ဒီအလုပ်ပြုကံတဲ့လူတာဝန်ခံပေါ့နောက်ငွေစင်းပေါ့အများကြီးပါတာပဲသူတို့ကြတော့ဘာလို့မဖြုတ်တာသူတို့ကြတော့ဘာလို့အေးမယူတာကျွန်တော်ပြောတာဒီဝန်ထမ်းတယောက်တည်းဝယ်ဘာလို့အေးယူရတာဘယ်ဟာစိုက်ပျိုးရေးနဲ့ဆိုင်ရောင်းဝင်ကြီးဌာနလက်အောက်ကနေပုဂ္ဂလိကစက်ရုံအဖြစ်ယူဇနာကုမ္ပဏီလက်ထဲလွှဲပြောင်းလိုက်တဲ့နောက်ပိုင်းပြမနာမျိုးအမှတ်1 3တရားဆက်မှာရှိတဲ့အလုသမားနဲ့အလုရှင်ပြိပက္ခတွေကို မြို့နယ်အလို့သမားအစည်းအရုံးတွေကလည်းဥပဒေအရဖြည့်ရှင်းပေးနိုင်မှုမရှိသေးဘူးလို့ဆိုပါတယ်။ပုဂ္ဂလိကဆက်ယုံဖြင့်လွဲပြောင်းစဉ်ကဆက်ယုံပိုင်းအလို့သမားတွေရဲ့လောက်ခလစာငွေကြေးတိုးမြင့်ပေးဖို့ဂတိကိုပေးခဲ့ပေမဲ့ဂတိမတီးခဲ့တဲ့အပြင်အလို့သမား9ဦးကိုအလို့ပြုတ်ပစ်လိုက်တာကြောင့်တင်းမာမှုတွေဖြစ်ရတာဖြစ်ကြောင်းအဲ့ဒီဆက်ယုံတွေမှာလောက်သားအင်အား900ရှိကြောင်းသိရပါတယ်ခင်ဗျာ။